ဲ့ဒါဆိုရင်ကျွန်တော်တူကကိုလက်ဆောင်လေးပြခဲ့မယ်390လို့ဖြစ်ပြီးနှစ်ကပ်ကျွန်တော်ဒါသူ့အောက်မှာပါဝါလန်းတယ်တကူတပါဝါ6လေး6တဲ့လန်းတယ်သူ့အောက်ကကနန်းကိုလည်းပါဝါလန်းသွားပြီအဲ့ဒါဆိုရင်သူ့အောက်ကိုကနန်းတို့ကနန်းလည်းလောက်ပါတတ်တယ်နော်ကနန်းတို့ကနန်းလောက်သွား196နဲ့196နှစ်ခတ်ဒီပါဝါလေးလည်းတတိထားဖို့ဗျပါဝါထက်လန်းအောင်မလားနှစ်ကပ်တော့ရှိသွားပြီ ကျွန်တော်ပြီးခဲ့တဲ့ဘက် YouTube channel မှာပြောခဲ့တယ်နော်။နှစ်ကတ်တော့ရှိသေးတယ်ဒီမှာ390လောက်ခါလိုက်တာနှစ်ကတ်ပဲရှိသေးတယ်။သူ့ဆောင်းမှာက61ရဲ့ပါပါ66ဆိုပြီးထွက်တယ်။အခုဒီမှာကြည့်390လို့မကလနာမှာနှစ်ကတ်ပဲရှိတယ်390လောက်ခါလဲ။ကျွန်တော်မီးအောင်မီးတယ်။390လောက်ဒီမှာခါလဲပြီ။လဲပြီးဆိုရင်သူ့ဆောင်းမှာ61ရဲ့ပါပါ66လမ်းပြီ။အနောက်ဘက်လည်းသူကျွန်တော်ပြောခဲ့တဲ့ခွန်ရှိကိုအာဆိုပြီးတော့နှစ်သက်လေးသူ့အောက်ကကနာကိုထပ်ထားအောင်မလား၄၃နှစ်။ဒါပါပါလမ်းနဲ့ဆက်နော်။ဒါပါပါလမ်းနဲ့နှစ်ကတ်စီ။အဲ့တော့၄၃နှစ်ကိုပါပါဆက်လမ်းရင်ကျွန်တော်ခွန်ရှိကိုအာဆိုပြီးတော့ပြောခဲ့တယ်။ YouTube channel မှာကြည့်ကြည့်လိုက်ပေါ့နော်။အဲ YouTube channel မှာကြည့်ကြည့်။အဲ့တော့ ကိုရှစ်ကိုရအောင်ပါသူမှာဝါဆက်လှန်ရင်နည်းနည်းတော့အကွက်ရှူစရည်စဉ်းစားမှရတော့မယ်ဗျာနော်ရှင်နှစ်နှစ်ကျော်ကကနန်းလာဒါမှမဟုတ်ရင်သူပါဝါဆက်လှန်ရင်ပေးနေတော့ကျွန်တော်ကလိုက်ရမှာပဲပေးနေလို့လမ်းတော့သူရှင်နှစ်နှစ်ကျော်ကကနန်းတော့မဟုတ်ရှစ်ကို6ကိုပါဝါနှက်လှန်ရင်ကနန်းတူကနန်းဆို6ရှိဒါကထွက်ဆိုင်ရှိတယ်နော်6 6အာ6 6ရဲ့နှက်ခတ်6နော်ပါဝါနှက်ခတ်ရဲ့နှက်လေးထားရအောင်ပါဝါကိုပါဝါ၄ 6ပါဝါ1 8ပါဝါ3 4 3အာအဲ့ဒီ3ခွက်ကြိုက်ရဆိုရင်တော့ပါပါလေးစီရန်ထားပါပါဝါထက်လန့်နေလေအဲ့ဒါကကျွန်တော်ကဒီပြီးခဲ့တဲ့ဘွေကပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ကမမထဲမှာကျတော့8ထိန်နဲ့8နှစ်နှစ်ကျော်ခဏယူချေမှုလားလွှဲသွားတယ်ဒါပေမဲ့ဒီလိုင်းရသူအလုပ်လုပ်နေတယ်စရတော့ယူချေထားတာပဲခုရှိကူကအဲ့တော့ဒီမှာ3 20လို့ဖြစ်ပြီးဆိုရင်သူ့ဆောင်မှာပါဝါလန့်နေသူ့အဝတ်ကဏ္ဍကိုလည်းပါဝါထက်လန့်နေ ေကိုဒီပါဝါ66 43နှစ်ပါဝါ98 98အဲ့တော့ဒီမှာကလည်း390လို့ဖြစ်ပြီးဆိုရတယ်သူရဲ့ဇောင်းမှာဒီကိုတက်နေရမှာဒီပါဝါ6အခွားနဲ့ကိုပါဝါ၄ခါနဲ့ကိုပါဝါလှန်နေသူရဲ့အောက်မှာ43နှစ်ပါဝါ98ဆိုပြီးရပါဝါလှန်ပြီလှန်ပြီဆိုရင်သူ့အောက်က196ကိုပါဝါဆက်လှန်မလားခဏလူခဏချသွားမလားတို့မဟုတ်ရှေ့နှစ်နှစ်ကျော်ကခဏလူစဉ်းစားရတယ်ဒီလိုစဉ်းစားကန်းအဲ့ဆိုရင်လောလောဆယ်ဒီနှစ်ွက်ဒီရာရတယ်ဒီသုံးွက်ရတယ်အဲ့ဒါအာပါပါစီပုံထိုးထားပေါ့ထပ်လောက်နေနော်ဒါဒါကလေးနာဆိုတာပေးနေကျွန်တော်လမ်းမှာပြက်ခံမှာပြက်ပြက် တဘောတရားတော့လေကျွန်တော်ဒီ Facebook မှာလင်ကင်ပေးပါတယ်ကျွန်တော်မှာပါဆိုဆုံးတာတင်တာမသိလို့လေ YouTube မှာတင်တာလားမဟုတ်ဘူးကျွန်တော်တို့ Facebook ကမှာသူက YouTube မှာယူဝင်တင်တာအဲ 3D calendar ပြီးတဲ့ဆိုတာကျွန်တော်တို့ live show တွေအများကြီးတုံးတာပေါ့နော်မဟုတ်ဆိုအဲ့မှာပဲကျွန်တော်လဲဟောဖြစ်တော့လေအဲ့ဆိုတန်တာဟာကြာကိုမမပိတ်ခံကြည့်ချင်ဘူးအဲ့တော့ဒါလက်တက်တက်မှာပဲအဲ့တော့ဒီမှာဒီကနေ့ပေါ်ရအမ YouTube channel မှာတက်တယ်နော် YouTube channel မှာ ဲ 3D ကလင်နာအဲ့ဒီကျွန်တော်တို့ကနန်းနေကြည့်ကြနေဆိုရင်အဲ့ဒီ channel လေးကိုသွားလို့တာ 3D ကလင်နာတီးတန့်ဆိုတာအဲ့အဲ့မှာကြည့်ရတာကနည်းနည်းပိုစီချမ်းတာပေါ့ဒါချမ်းတာတော့သူက command နေပိတ်ပေးထားတယ် command နေပိတ်ပေးထားတော့ပြရတဲ့ချက်စစ်ချက်စရာတွေဟိုဘာဖြစ်တယ်တချို့ကမဟုတ်ဘူးလက်ရားပြီးအဲ့လိုမျိုးဝင်ဝင်လောက်တာဒီမှာဒီမှာ ်ပြီး၆၊ကလန်းကြီးကိုစီမံလုပ်ပါတယ်နော်။တက်တက်တက်နဲ့။တုံးကရောင်းရတော့သူက၆ခွာနဲ့ပုံပြီး၆ခု၆ပုံစံလုပ်ရင်းလုပ်မှာမဟုတ်လား။ဒါကသဘောတရားဟုတ်လို့လည်းလား။ဒါကနက္ခတ်ကြီးနဲ့တွေ့ရပါ။ကျွန်တော်ကတော့ဘုံတုံးကရောင်းရင်းနေနော်နှစ်ခါကသူစီလို့နိုင်တယ်။ဒါကဘုံမှာဆက်ပါတယ်။ဒါကဘာလဲ။သက်ကုန်းကျင်း66ခွာအောင်လိုက်ရတယ်။အဲ့တန်ပြရတာ။အဲ့လိုင်းကနေပဲသူသူရင်းနဲ့အဲ့ဒီ 所以啊，冲壳啊，冲壳啊，你不要以为这样啊，那我们这边恐怕了，这边恐怕了，哪里？可能可能你可能你跑，这边这边悄悄跑的，这边有眼力的，可能那边可能干啥的？你悄悄跑的，盖头都那么巧妙的，花多少嘛？对吧？广东，明白吗？那广东可能一路卡的啊，那这历史，那怕完了那算了。 ေရှိကုန်ကရှိကုန်ဆုံးလားငါကရှိရရှိရနေအဲ့ဒီနံပြချတယ်ငါကလည်းတော့ OTP အဲ့ဒီ OTP ကိုလည်းတော့ပါဝါနံပါတ်ပုံစံနဲ့ဒါဆိုရင်သူရဲ့ပေါက်ကတ်ကနေပါဝါနံဟုတ်လားပါဝါနံကြီးကိုရှိကိုအားရနော်ဒါကတော့နံပါတ်လောက်ရှိပြီနော်16ကိန်း66ကိုအောင်နေညမှာအခုဖေးပုံမှာလည်းကျွန်တော်ပြန်ရှယ်ပေးပါမယ်။အဲ့မယ်။တက္ကသိုလ်စီလုံးခိုင်းတက္ကသိုလ်ကနေလည်းလို့။အဲ့ဒါပါပါ။ကျွန်တော်ကညာနဲ့ကြားလို့သူဆက်ပြရတယ်ဗျာ။ ဟာဆိုင်ရမပြောင်းဆိုရင်တကယ်လို့မှခုတကယ်မှပေါ်နေတာဟုတ်လားဟိုဟိုရောက်ပြီးရောက်နေတွေ့ရပြောင်းတော့ကောင်းပြီအဲ့လိုခုနက်အဲ့တော့ကဲအားလုံးမဲ့ဒီသုံးွက်တော့ပါဝါထက်လန်ပါဝါထက်လန်ကနက်ခတ်မလားလုံအောင်လို့အဲ့သုံးွက်ပေါ့ဗျာကြည့်ကြဆိုရင်ထိုးထားပေါ့နော်ဘာဘူးလိုင်းကြီးကပြရတဲ့ထဲထွက်နေတဲ့ကဏ္ဍကြီးကတော့ကိုထေးရပဲကဏ္ဍအကွက်တော့များတာပေါ့နော်အတက်နိုင်ကဘွားရဖြစ်နိုင်တဲ့စိုက်ခေးတင်ပေးတာအတင်ပေးတဲ့အချိန်မှာကျွန်တော်တို့ပြောသလိုပေါ့ဗျာအခုဒီအဲ့ဒီပြောခဲ့တယ်သုံးွက်လာပြောခဲ့တယ်ဒီခွန်ရှစ်ကိုရဲ့ခွန်ရှစ်ကိုဒီ ပြန်ကြဆိုရင်6.8ပြန်ကြ6.8 R ကြီးပေါ့နော် R ကြီးပြောခဲ့တယ်ကျွန်တော်တို့အထမ်းအမှတ်ယူရတာဟုတ်6.8 R ကြီးအဲ့တော့ပြောခဲ့တယ်2 3 4 R 2 3 4နဲ့သူကအချိန်ကြိုက်ကကနန်းကိုသူကပပနံပြစ်တာခွန်ရှိကိုခွန်ရှိကိုဆိုပြီးတော့အ2 3 4 R ရဲ့နောက်တစ်ခွက်ကခွန်ရှိကို R ရဲ့ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲ့တုံးခွက်ဘာလို့စီနီယံပြန်ကြလမ်းကစားခွက်ရှိတယ်ပြန်ကြကစားခွက် legacy သူကဘယ်နည်းနဲ့ကျွန်တော်မပြတော့အဲ့အမနဲ့ဟိုဖြစ်နေလို့ဆွဲထားတဲ့ဟာဟိုဘက်မှာအဲ့ကြောင့်မလို့အဲ့လိုမျိုးခွန်ရှိကို R ဆိုပြီးတော့အဲ့လက်ယူထဲမှာပြတာ ဒီနဲ့ကွက်ကိုအရင်ပြောတယ်နောက်ပဲဆိုတစ်ကိုတင်းတင်းရဲ့အောက်က2 3 4 3တွေကိုပါပါထက်လှမ်းရင်ခွန်6 9ဆိုပြီးတော့အဲ့မှာပြောခဲ့ဘူးလေနောက်ပိုင်း6ထိနေယူလိုက်တဲ့အချိန်မှာဒီကောင်းလေးပေးလိုက်တာအဲ့ဒါပေါ့ဗျာနော်ကဲအားလုံးမင်္ဂလာပါဒီလောက်ပါပဲဗျာကဲစကြိုးစားလေးရပါနော်